အဲ့ဒါလို့ဓာမြသွေးတဲ့အခါမှာကြောက်နေတယ်လို့ပွတ်နေတယ်လို့ပဲဒီချမ်းသာပါစေဆိုတဲ့စိတ်ကလေးနဲ့ခုနကဣယပုဂ္ဂိုလ်နဲ့ပုတ်ပေးနေရပုတ်ပေးနေရအဲ့ဒါလေ့ကျင့်နေတာလို့ခေါ်တယ်အဲ့ဒါလို့ပုတ်ပေးနေလိုက်တဲ့အခါမှာဘယ်လိုအနေထားထီအောင်ရောက်လာတယ်လဲလို့ဆိုရင်ဘယ်နေရာသွားသွားဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲမြင်နေတယ် မျက်စိတွေကဒီပုဂ္ဂိုလ်မျက်နှာမထွက်အိပ်ပင်အိပ်မပြောသေးခင်သူ့မျက်နှာပဲမြင်နေတယ်တခြားအသိမမြင်စိတ်ကအဲ့ဒီပုံမှာပဲစိတ်ဟာငြိမ်ကြလာပေါ့အဲ့လိုငြိမ်ကြလာတဲ့အပေါ်မှာမိတ္တစိတ်ကလေးနဲ့ထပ်ထပ်ပြီးတော့ပုတ်ပင်နေလို့ရှိရင်နောက်ဆုံးမှာတမာရီတွေစွမ်းအားတွေကောင်းလာလို့ရှိရင်ဇန်တောင်ရလာတယ်အေးဗမာတွေကဇန်ဆိုရင်ကောင်းငင်ပြန်လာကြီးပဲအောင်းမိတယ် ဒါကောင်းရင်ပြန်တာကိုပြောတာမဟုတ်ဘူးဆံရတယ်ဆိုတာအဲ့ဒီအာယုံလေးပေါ်ကိုအမြဲတမ်းစူးစိုက်ပြီးတော့နေနိုင်တဲ့ဆွမ်းအာတ္တိလေးရလာတာပြောတာနော်ပထမဆံဆိုတဲ့ဆွမ်းဤတ္တိကိုလိုချင်တဲ့အချိန်လေးရလာမယ်ဆံဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ခုနကတငယ်ချင်းရဲ့မျက်နှာပေါ်မှာစိတ်ကလေးအမြဲရောက်နေအောင် ပုတ်ပေးနေတဲ့ဝိတက်လို့ခေါ်တဲ့သဘောတရား initial application နဲ့အဲ့ဒီပုံမှာထိုမျက်နာကလေးပုံမှာရေဝဲနေတဲ့စိတ်ဟာခွာလို့မရတော့တဲ့အနေအထားမျိုးဖြစ်နေတဲ့ sustain application ဆိုတဲ့ဝိสารဝိတဲတဲ့ဝိสารအေခုခေတ်တော့တော့ဟိုပါလဲ fertilizer ကိုလည်းဝိสารလို့ခေါ်တာရှိသေးတယ်အဲ့ဒါနဲ့တော့မယောနဲ့နော်ဝိတဲတဲ့ဝိสารတဲ့ ဝိတက်ဆိုတာအာယုံမော်စိတ်ကလေးကိုပုတ်တင်ပေးနေတာဝိစာရဆိုတာအာယုံလေးနဲ့စိတ်နဲ့ကွာကွာမတော့အောင်လှုပ်ဆောင်ပေးနေတဲ့သဘောအဲ့ဒီအာယုံလေးနဲ့စိတ်ချေနှက်နေတာပီတိစိတ်ချေနှက်တယ်လို့စိတ်ထဲမှာငြိမ်းချမ်းနေတာဒုက္ခအဲ့ဒီအာယုံလေးကိုစိတ်ကခွာလို့မရတာကဧကကတာအဲ့ဒီ၅ခုဟာဟန်ချက်ညင်ကြီးအလုံးလုံးနေပြီဆိုလို့ရှိရင် ပထမဇံလို့ခေါ်တယ် ပထမဆန်းရပေါ့တကယ်ချင်းရဲ့မျက်နှာလေးပေါ်မှာအလုံးလုံးနေချမ်းသာပါစေရှင်လန်းပါစေကျမ်းပါပါစေဆိုတဲ့စိတ်ဓာတ်ကလေးပွားပြီးတော့အလုံးလုံးနေအဲ့ဒီအလုံးလုံးနေလို့ရှိရင်ခုနကအင်္ဂါရက်တည်းပြည့်စုံလာရင်ပထမဆန်းပဲ။